အဓိကအနေနဲ့တော့ကျွန်တော်တကယ်ချင်းနေတဲ့အတူအောင်မြင်ခဲ့ပြီးတော့ပေါ့နော်ဆင်ပေါ်အတူတက်နိုင်တဲ့အတွက်ပေါ့ပို့ပြီးတော့ပုံမြင်မိရပေါ့ပို့ပြီးပျော်ရွှင်မိရပေါ့အခက်ခဲနေရတော့အဓိကအနေနဲ့အင်္ဂလိပ်စာဖြစ်ပြောပေါ့အဲနောက်ပြီးတော့ကျွန်တော်တို့တမန်အကြောင်းဖောက်တာရယ်သူတို့တမန်အကြောင်းသင်ရတဲ့အတွက်အဲ့လိုမျိုးနည်းနည်းတော့အခက်ခဲတော့ရှိတယ်ကျွန်တော်အနေနဲ့ပြောချင်တာကပေါ့နော် GD ကျွန်တော် ခုဒီလိဖြစ်နေလို့ကြိုးစားနေတဲ့သူကျွန်တော်ကတော့လက်မလျှော့ဖို့အားပေးခြင်းနေပါတယ်နော်နော်ဒီလိကိုစာဘလိုပဲဖြစ်ဖြစ်အခက်အခဲတွေပါပဲဖြစ်ဖြစ်အဲဒီလိကိုတမယပြီးတော့အဲအကောင်းဆုံးကြိုးစားစေချင်တယ်ပေါ့နော်အိမ်မက်တွေပါရင်ပျောက်စင်ပျောက်သေးလို့ဆိုတော့ကျွန်တော်ဆွေးနွေးချင်ပါတယ်တို့ဖြစ်ခြင်းနဲ့အိမ်မက်တွေသာတင်ကြောင်းမှုမှာတော့အဲ့လိုမျိုးအခက်အခဲမျိုးတော့အများကြီးတော့မရှိခဲ့ပါဘူးဒါပေမဲ့ဟိုစာအုပ်ပုံမှန်ဒီစာတင်တဲ့စာအုပ်ဒီစာလောက်တာမျိုးနဲ့အဲ့လိုမျိုးနဲ့ပဲဟိုဖြစ်ခဲ့ရပါတော့နောက်ထပ်တော့ဟိုလိုမျိုး တည်တည်ဆဲဆဲအရင်ဟိုမျိုးလုံးခဲ့ရမျိုးတော့မရှိပါဘူးဒီလိုမျိုးအောင်သားကတော်တော်ဟိုဟာဖြစ်နေဆိုပေမဲ့ပျော်ရှင်ပျော်ရဲဆိုပေမဲ့ပေါ့နော်ညီမတို့မှလည်း ထက်ပြီးတော့ကြိုးစားဖို့လည်းအများကြီးကြံ့မှာကြံ့သေးရပေါ့နော်မြမဆိုရင်အခုပေါ့နော်အသက်က23နှစ်ဖြစ်သွားပြီတော့ပေါ့နော်ဒါပေမဲ့အခုမှဒီ JD graduation အောင်မြင်တာဖြစ်တဲ့အတွက်ကြောင့်အသက်အရင်ကြီးွားရဆိုပြီးတော့စိတ်မြင့်ကြပါနဲ့ဒီလိုမျိုးကိုကိုလိုမျိုးလူတွေလည်းရှိသေးရပေါ့အဲ့လိုမျိုးပြောချင်အဲ့ဒါလေးပြောချင်ပါတယ်အဲကျွန်တော်ပေါ့နော်ဒီ time back ကိုရောက်လာချိန်မှာကျွန်တော်မှာပေါ့နော်အဲ့လို နောက်ခံအင်အားမရှိဘူးပေါ့เนาะအဲ့တော့အင်အားလည်းအများကြီးတက်နိုင်တာမဟုတ်ဘူးအဲ့တော့ကိုယ့်အကိုဒီရောက်တော့အတိအကိုရောကိုညီတောင်းပြီးတော့ကိုကဒီစာမွဲဖြေဖို့ကိစ္စတွေပါရစားပေါ့เนาะကိုယ့်အကိုပို့ပြီးတော့ပဲအကုန်လုပ်ခဲ့ရပေါ့เนาะကို self study ပဲတွားခဲ့တာ ਨੇ အခုအခုလို့ဟိုအောင်မြင်သွားတဲ့ခါကျတော့လည်းအတိုင်းထက်လုံတော့ဝမ်းသာရတယ်ပေါ့ ကိုကြောကျွန်တော်မှအိမ်နဲ့လည်းဝေးနေရဖြစ်တယ်အဲတော့ဖြစ်နိုင်ပါတော့ကိုကိုမြန်မာပြည်ကကိုပြန်ပြီးတော့အရေးချင်းရလေးနေချင်ပါတယ်ကိုကျွန်တော်တို့လူငယ်မှာပေါ့နော်အခက်ခဲအများကြီးရှိတယ်ဒါပေမဲ့ဟောလက်မလျှော့ပဲနဲ့ပေါ့နော်ကိုရည်ရွယ်ထားတဲ့ဟာကိုဘန်းနိုင်အောင်ရအောင်လို့စူးစမ်းပါလို့ကျွန်တော်ပြောချင်ပါတယ်1 2 3